ငွေရအောင်အားလုံးမင်္ဂလာပါရှင်တငယ်ချင်းတို့ရောဒီမုတ်ကိုဘယ်လိုခေါ်လဲရှင်နှင်းကတော့မုံလာဥမောက်လို့ခေါ်ပါတယ်ရှင်ကိုတိုင်ချက်စားကြော်စားဖြစ်တာပါရှင်အရန်စားကောင်းတယ်ငငယ်တုန်းကဆိုရင်အရန်ကြိုက်တဲ့မုတ်တို့မျိုးလည်းဖြစ်ပါတယ်ရှင် ယူလောက်ပီးတာဖြစ်တဲ့မုတ်ကလေးကိုကြော်ထားမယ်နော်အဝါရောင်တန်းအောင်ကြော်ပေးရမယ်ရှင်ကြော်ထားတဲ့မုတ်တစ်ဖက်ကရွှေရောင်တန်းနေပြီဆိုရင်လှန်လိုက်ပါနော်မုံလာဥမုတ်ရဲ့နောက်ထပ်တစ်ဖက်ကိုရွှေရောင်တန်းအောင်ထပ်ကြော်ပေးပါရှင်မုံလာဥမုတ်ကမတူးသွားအောင်ခဏခဏလှန်ပေးရမယ်နော်ဒီလိုမျိုးအနေထားလေးရွှေရောင်တန်းနေပြီဆိုရင်ရပါပြီရှင်မုံလာဥမုတ်နဲ့စားမဲ့တွဲဖက်အချင်း sauce လေးကိုချက်မယ်ရှင်မြန်မာပြည်ကငရုတ်စီကိုတုံးထားပါတယ်ရှင်ကိုလိုတလောက်ငရုတ်စီလေးထည့်ပြီးရင်ကြက် ွန်ဖြူနဲ့ငရုတ်တီးကိုလှီးထားပြီးတော့ထပ်ပေးလိုက်မှာပါရှင်။အဆက်စားနိုင်တဲ့သူတွေနှင်းလိုမျိုးအဆက်ကြိုက်တဲ့သူတွေဆိုရင်ငရုတ်တီးအကြက်မှုတ်ကိုထပ်ထည့်လိုက်ပါရှင်။အရသာအမှုတ်လေးကိုထပ်ထည့်လိုက်ပါရှင်။အချိုမှုတ်နည်းနည်းလေးကိုထပ်ထည့်လိုက်မယ်ရှင်။အများကြီးထည့်စရာမလိုဘူးနော်။ငံပြရည်နည်းနည်းထပ်ထည့်လိုက်မယ်ရှင်။ဒီစိုက်ကိုသုံးပါလေရှင်။ငံပြရည်လိုတလောက်ထပ်ပေးလိုက်ပါ။တကြားကိုနည်းနည်းထပ်ထည့်လိုက်ပါရှင်။မကြီးတီးကိုအရေဖြော်ပြီးတော့ပယ်ထားတဲ့ငရုတ်စီထဲမှာထပ်ထည့်မယ်ရှင်။ငရုတ်စီဆော့ချက်တဲ့အခါကျရင်ရည်လေးကိုနည်းနည်းထပ်ထည့်လိုက်မယ်ရှင်။ ငရုတ်စီအချင်လေးကိုမှွေပေးလိုက်မှာပါရှင်ငရုတ်စီအချင်ဆော့ဆာချက်ပေးတာကဒီလိုမျိုးချက်တာကပို့ပြီးတော့စားကောင်းနေရှင်နှင်းဆိုအများတန်းချက်စားဖြစ်တာပါရှင်တေတေချာချာလေးမှွေပေးရမှာပါရှင်ထဲထားတဲ့အစာပလာရဲ့အရတာလေးတွေအထက်ထက်ဖြစ်အောင်တေတေချာချာမှွေပြီးရင်ဒီလိုမျိုးစုသွားပြီးဆိုရင်ရပါပြီရှင်ကြော်ထားတဲ့မုံလာဦးမုံနဲ့ချက်ထားတဲ့ငရုတ်စီအချင်လေးကိုသွဲစားမယ်ရှင် မောင်လာဦးမောက်ကလေးကဆိုရင်ကြွကြွလေးနဲ့ငရုတ်စီအချင်း soft လေးကဆိုရင်မှွေးပြီးတော့အရတာလေးအနေထားကွက်တိဖြစ်ပြီးတော့တီလိုမျိုးတွဲစားလိုက်မယ်ဆိုအရန်စားကောင်းပါလိမ့်ရှင့်ငငယ်တုန်းကစားနေတဲ့အရတာတိုင်းအရန်စားကောင်းတယ် နှင်းငငယ်တုန်းကဆိုရင်နှင်းကြောင်းတက်နေတဲ့အချိန်မှာဆိုရင်ဒီမုံလာဦးမုတ်ကအမြဲအမြဲတမ်းဝယ်စားပါတယ်အရန်စားကောင်းတယ်ရကိုကိုတိုင်းလှုပ်စားအများကြီးစားရတာပေါ့နော်အရန်စားကောင်းနေရှင်တငယ်ချင်းတို့ရောဒီမုတ်ကိုဘယ်လိုမျိုးခေါ်ကြလဲရှင်နှင်းတို့ကတော့မုံလာဦးမုတ်လို့ခေါ်ပါတယ်ရှင် ကျွကျွကလေးနဲ့အရန်စားကောင်းတဲ့မုံလာဦးမုံလေးပါရှင်စားလေပူစားချင်လေစားလေပူစားချင်လေအရန်စားကောင်းတဲ့မုံလာဦးမုံလေးပါကျွကျွရွရွလေးနဲ့အရန်ကြိုက်တဲ့နှင်းဆိုအရန်ကြိုက်ရကွယ်ဒီတပကန်အကြီးကြီးကိုနှင်းတယောက်ပဲစားတာနှင်းဆက်ထားတဲ့ငရုတ်စီ sauce နဲ့စားတာကွက်တိဖြစ်တယ် တီမုံလာဥမောက်ကိုစားချင်တာအရန်ကြာနေပြီမြန်မာသမင်းဆိုင်သွားလဲမတွေ့ဘူးမယောင်းကြဘူးအရန်စားချင်လို့ကိုဘာသာကိုလှုပ်စားဖြစ်တာပေါ့နော်ကိုဘာသာလှုပ်စားရတော့အများကြီးစားရတယ်စိုက်ကြိုက်စားရတာပေါ့နော်အရန်စားကောင်းလို့မုံလာဥမောက်တပကက်ကြီးကြီးကိုတယောက်ထဲစားပြင်းလိုက်တယ်ရှင်အရန်စားကောင်းတယ်ရှင်